ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ကျမရဲ့ GT Story Channel ကနေပြန်လည်ကြိုဆိုလိုက်ပါရစေဒီတစ်ခါမှာတော့ပရိသတ်တွေအတွက်စာရေးသူဆရာမတင်ဆက်ရေးသားထားတဲ့ဘိုးတော်ပေနဲ့အဖြူအမဲအပိုင်း၄၁ကိုတင်ဆက်ပေးကြပါရစေအစီအစဉ်လေးစတင်ကမှာကျမရဲ့ Channel လေးကို Like ရ Subscribe လေးလုပ်ပြီးတင်သမျှဗီဒီယိုတွေကိုအချိန်နဲ့တစ်ပြေးညီသိရှိစေဖို့အတွက်ဘေးနား Notify Bell လေးကိုနှိပ်ထားပေးဖို့လည်းတောင်းဆိုချင်ပါသေးတယ်ကျမရောအစီအစဉ်တင်ဆက်သူဟိမန်ကူကူဖြစ်ပါရစေရှင် ဦးစေကုမာရရဲ့မျက်နှာကအရှင်လိုမဟုတ်ဘဲနဲ့အတော်ချောင်ကျသွားတာပါအရှင်ကပြပြဖြူဖြူဦးစင်ကအခုတော့အတော်လေးနွမ်းလျလိုနေပါ रे အဲ့ဒီအတွက်ကြောင့်ဦးစင်ရှိဝတ္တာမှာမင်းများလိုက်ပါ रे ဘယ်လိုဖြစ်ကြလဲဦးစင်ရဲ့ဒါနဲ့ဦးစင်နန္ဒီရောအဲ့ဒီကြောင့်နေပြောပြမယ်ဆိုရင်တော့စိုးရင်ချက်ပြီးမှပြောရင်ပိုကောင်းလိမ့်မယ်ဘာလို့လဲဖေဟာတော်တော်ရှည်လို့လေဦးကုမာရကဆရာတော်ကြီးကိုဆွံကန်ရန်အတွက်စိတ်ပူနေဟန်ရှိပါ रे ဖြစ်သည့်အကြောင်းစုံကိုလည်းတည်ကြံလာပြီးမှပို့တော်ပြီးမှဦးစိန်ကုမာရကိုရှောက်ထားလိုက်ပါရီတပည့်တော်အပြာနေဆုံးဝဲကပ်ပါမယ်ဆုံးကိစ္စကိုစိတ်မပူပါနဲ့ဖျားအဲ့လိုဆိုလဲအဆင်ပြေရပါပဲဦးစိန်တို့လည်းဟိုသားမိကြောင့်ဘဝတွေပြတ်နေရပြီဆရာတော်ကြီးအကြောင်းသိနေတော့လေစွတ်မသွားရဘူးလေဦးစိန်ကုမာရမှာအတော်လေးစိတ်မကောင်းနေတဲ့ဟန်နဲ့စကားဆိုနေတဲ့အတွက်ပို့တော်ပြီးလို့လည်းများစွာစိတ်မကောင်းဖြစ်မိပါရီအဲ့ဒါနောက်ဦးစိန်ကုမာရကထပ်မံမင်ကြလာပါရီ အခုဆိုရင်ဆရာတော်ကြီးကဟိုအသားမရလွယ်လို့ဘသူ့ကိုမှသူ့ရဲ့ကြောင်ဆောင်နဲ့အဝင်မခံတော့ဘူးတွေ့လည်းအတွေ့မခံတော့ဘူးအခုဆိုရင်ဟိုမိမသားမီးကကြောင်မြတစ်ချံရောင်းမောင်မှလုံနေပြီအရှင်ဖေကဒါတော့မသိဘူးလေဟုတ်တယ်တခါကြီးဘလို့မှမသိဆရာတော်ကြီးကလက်သင့်ခံနေလေတော့ဦးစင်းတို့အနေနဲ့ဘလို့မှမတတ်တာဘူးလေတနေ့တော့အဖြူမဲတဲကွဲပါစေလို့ဆုတောင်းနေရတယ်ဆုတောင်းနေုံနဲ့မရပါဘူးဖေတပည့်တော်တို့တက်ဆွမ်းတလားစူးစမ်းအဖြေရှာကြည့်ရမှာပါ ပိုးရော်ပေအဲ့လိုပြောလိုက်တဲ့အခါမှာဦးစင်းရေဝတ္တာကဦးကောင်ကိုညှင်းလိုက်ပြီးဦးစင်းကြီးကုမာရာကိုလက်အုပ်ချီကရှောက်ထားလာပါတယ်။တပည့်တော်နဲ့ဦးစင်းပြုံထွက်သွားပြီးရဲ့နောက်မှာဘာရီဖြစ်ခဲ့တယ်ဆိုတာမိမ့်ပါအောင်ဖေ။ဦးစင်းကုမာရာကဦးစင်းလေးရဲ့ရှောက်ထားချက်ကိုကောင်းငင်ပြပြလိုက်ပြီးတဲ့နောက်ဦးစင်းလေးနဲ့ဦးစင်းပြုံတို့ထွက်သွားပြီးရဲ့နောက်ပိုင်းအဖြစ်ပြက်တွေကိုမိန့်ကြားလိုက်ပါတယ်။မြို့ဖုံတော်ကြီးရဲ့ကြောင်းမှာအခုတော့ကြောင်းရဲ့ခန်းနေဦးစင်ပြုံမရှိရတဲ့အတွက်စင်တော်ရောင်မှရှိတဲ့မဟာတတိကြောင်းမှာခန်းနေဦးစင်လေးရှိဝတ္တာကလည်းမရှိတော့ပါဘူး အဲ့ဒီအတွက်ကျောင်းမရှိနေတဲ့ကျောင်းသားလေးမျိုးနဲ့ကိုရင်လေးနှစ်ပါးကဦးစင်ကူမာရာနဲ့ဦးစင်နန်နီယာတို့ကိုဦးစင်ပြုတ်ရတတိယကျောင်းပြောဆိုနေကြပါရယ်ဦးစင်တပည့်တော်တို့ဦးစင်ပြုတ်ရဲ့နောက်လိုက်သွားကြပါရယ်ဖေဟာလိုက်ချင်စာကြိုးစားပို့ပေးမယ်တကယ်လားဖေဟာတကယ်ပေါ့စောက်သားချက်ကျောင်းသားတွေလည်းလောက်ရှာရှိရလို့ဦးစင်နှစ်ပါးတို့ကကိုရင်လေးတို့ထွက်သွားတာနဲ့ကျောင်းရဲ့ရှိရဲ့အတွက်တိုင်ပင်ဆွေးနွေးနေကြပါရယ်ဦးကွေဦးစင်တို့ရဲ့ကျောင်းရှိရဲ့အတွက်ကတော့ရှင်လေးစာပဲနော် ဦးစင်းပြုတ်နှင်ထုတ်တဲ့ဆရာတော်ကြီးရဲ့လောက်ရကလွန်နေ။ဟောပါနန္ဒီယာယာဆရာတော်ကြီးအဲ့လိုမျိုးမိမ့်မယ်လို့မထင်ထားတာ။ဟိုမိမကြီးရဲ့ဆက်နက်တွေပေါ့ကြောက်တဖြည်းဖြည်းနဲ့နာမည်ပြတ်လာပြီ။ပြတ်မှာပဲလေဟိုမိမကြီးရဲ့လောက်ရကတနေ့ထက်တနေ့အတော်ဆိုးလာတာ။ဆရာတော်ကလည်းဒီမိမကြီးရဲ့စကားပဲလက်ခံနေရိုးရိုးပတ်သက်တာကိုဟောရလားမသိဘူး။ကိုရောအဲ့လိုတော့မပြောနဲ့လေဆရာတော်ကအဲ့လိုမကောင်းတာတော့လုံးဝမဟုတ်ပါဘူး။ဆရာတော်ရုံနောင်မှဟိုမိမကြီးကိုရုံလို့မရဘူး။ ဆရာတော်တခြားเจ้าကကိုရော်ရီလည်းမေးလာကြပြီးပြီးတော့စွန်ကုန်လည်းရှားလာပြီဟုတ်တယ်တပည့်တော်တို့စွန်ခံတာတော့မှတပိတ်ပြမရတော့ဘူးဟိုးလုံးကဆိုရင်တပိတ်တလုံးတလန်းနဲ့သွားနေရင်ပြည့်အခုကမြို့ဦးเจ้าကတန်ငါဆိုတာနဲ့ဘယ်သူမှစွန်မလောင်ကျင်ကြတော့သူတို့အမှလည်းမဟုတ်ပါဘူးလေเจ้าကိုဖမ်းပြပြီးတော့ဟိုမိန်းမကြီးကလှုပ်ရှားနေအောင်ကိုရောနာပါစကားဆိုနေစမှာကိုရင်ရှောင်းလေးကသူတို့ထိုင်နေတဲ့အကြောင်းလေးကိုရှောက်လာပြီးရှောက်ထားပါရဲ့။ဦးစင်စာတင်တဲ့ရောက်ဖုန်ကြီးနဲ့လူကြီးတွေရှောက်နေ။ဟုတ်လားကိုရင် ်ဦးဇင်းတို့လာခဲ့မယ်နော်ကိုရောနှစ်ပါးကတယောက်မျက်နှာတယောက်ကြည့်လိုက်ပြီးတဲ့နောက်ကိုရင်လေးခေါ်ဆောင်ရဓမာယုံကိုလိုက်ကြချီခဲ့ပါရယ်ဓမာယုံဘုံမှာတော့လူကြီးတယောက်နဲ့တူဝိသုဒ္ဓစာတင်တိုင်းရဲ့ဦးစီးပရာဒနာယကကျုပ်ဆရာတော်နဲ့တူတန်ခါဖွဲ့စီရဲ့ပုပ်ပါယုံဆရာတော်တို့တန်ခါစင်ပေါ်မှာထိုင်နေရကိုတွေ့လိုက်ရပါရယ်ဓမာယုံမှာတရားနာပရိသတ်နေထိုင်ရနေရာတတစ်စင့်မြင့်ထားတဲ့တန်ခါစင်ရှိပါရယ်အစင်ပေါ်မှာဆိုလေးပြီးတော့ဆရာတော်များက ထိုင်နေခြင်းမှာ ။ဦးဇနပါဖြစ်တဲ့ဦးနန္ဒီယာနဲ့ဦးကုမာတို့ကဆရာတော်ကြီးများရဲ့မလံမကန်အနေနဲ့ကရှစ်ခုဦးချပြီးတော့ဆရာတော်ကြီးများအားလျှောက်ထားလိုက်ပါရယ်။ဆရာတော်ကြီးကိုကြွလာရဲဆိုတော့အကြောင်းရင်းတစ်ခုတော့ရှိမယ်ထင်ပါရယ်ဗျာ။ဟုတ်တယ်မကူရဲ့တို့များရဲ့နောင်တော်ကြီးတရင်နေကြတာမကောက်လို့လာခဲ့တာ။နောက်ကတော့ဆရာတော်ကြီးကိုပင့်လိုက်ပါဦး။စာပေကြောင့်မဆရာတော်ကြီးများမှာမြို့ဦးဆရာတော်ကြီးတက်ဝါတော်အရာရောတတ်တော်အရာပါငဲပါရယ် ။ဒါပေမဲ့တန်ခါဆိုင်ရာဖွဲ့စည်းမှာတော့ဦးစင်းကုမာရနဲ့ဦးစင်းနန္ဒီယာတို့ရဲ့ရှေ့မှာရှိတဲ့ဆရာတော်ကြီးတွေကမြို့နယ်အဆင့်တွင်သာမက နိုင်ငံအဆင့်ထက်ရှိတဲ့တန်ခါဝန်ဆောင်ဆရာတော်ကြီးများဖြစ်ပါတယ်။ဆရာတော်ကြီးတို့ရဲ့မိမစကားကြောင့်ဦးစင်ကူမာရကတမယုံပေါ်ကနေဆင်လိုက်ပြီးဆရာတော်ကြီးတရင်တုံနဲ့ကြောင်းဆောင်တို့ကတကားကိုခောက်လိုက်ပါရီအတန်ကြောင်တကားခောက်နေပေမဲ့လေကြောင်းတကားမှာပွင့်မလာပါဘူးသို့ပေမဲ့လေအရေးကြီးနေတဲ့အချိန်ဖြစ်နေတဲ့အတွက်ဦးစင်ကူမာရကတကားကိုဆက်လက်ခောက်နေလိုက်ပါရီ ်မယမနာကြောင့်ကခေါင်းနဲ့အတန်ကြောင့်ကြောင်းလေးထဲမှာရှိနေတဲ့မြို့ဦးစရာတော်ကြီးကလေးတန်ခတ်မမနဲ့ကြောင်းမြင့်ကိုလှမ်းပြီးတော့ငေါငန်းလာပါရဲ့ကြောင်းကောင်ဘာလို့တလောက်ခေါက်နေလဲမဖွင့်ချင်လို့မဖွင့်တော့မသိဘူးလားမဖွင့်လို့မရဘူးဖေကဝိသုဒ္ဓဆရာတော်ကြီးနဲ့ပုပ်ပါယုံဆရာတော်တို့ကြွလာပါရဲ့ဖေကဆရာတော်ပင့်ခိုင်းလို့ပါဓမ္မယုံမှာစောင့်နေကြပါရဲ့ဖေကငါလည်းပင့်မထားပါဘူးသူတို့ဘာသာကြွလာတော့ငါလည်းမတက်နိုင်ဘူးအရှင်ဖေကအဲ့လိုလုပ်လို့မရပါဘူးဖေကမင်းတို့ဘာသာကြည့်လို့လိုက်ကွာ ဆရာတော်ကြီးအပြောဆိုကြဦးစိတ်ကုမာရမများစွာအံ့ဩမိပါရယ်ကိုရင်လေးများကိုတင်တင်မွေ့မွေ့မိတ်ဆွတ်တဲ့ဆရာတော်ကြီးမှာရခုများမှာဖြစ်လူဝတ်ကြောင့်တယောက်နဲ့ရင်းရင်တည်တည်စကားဆိုပါရယ်ဦးစိတ်ကုမာရကလည်းဆရာတော်ကြီးကိုလက်မလျှော့သေးပဲဆက်လက်ပင်ဆောင်ပြန်ပါရယ်ဆရာတော်ဖျားတာသနာကြီးအတွက်ဆွေးနွေးမှာဖြစ်နိုင်ပါရယ်ကြွပါဖျားကုမာရမင်းငါပြောထားတယ်လေငါမလာနိုင်ဘူးလို့ငါ့ကိုတွေးကြံတပါဆိုလေငါ့ကြောင့်နဲ့သာလာခဲ့လို့ရှောက်လိုက်ကွာ ဆရာတော်ရဲ့စကားကြောင့်ဦးစင်းလေးကုမာရကစိတ်ပြက်လက်ပြက်နဲ့ဓမ္မယုံပေါ်ပြန်တက်သွားလိုက်ပါရယ်ဓမ္မယုံပေါ်ရောက်တဲ့အခါမှာဝိသုဒ္ဓါစာသင်တိုင်းမှာဆရာတော်ကြီးကဦးစင်းကုမာရကိုပြုံးပြီးမိန့်ပါရယ်မောက်ကုအခြေအနေမကောင်းထင်လဲတို့ပဲကြွသွားလိုက်ပါမယ်တမဖျားဒီလိုမကြွနိုင်ဘူးရဲ့ဖျားဦးစင်းကုမာရကအဲ့လိုရှောက်လိုက်တဲ့အခါမှာပုပ်ပါယုံကြောင့်ဆရာတော်ကြီးကဦးကောက်ညှိလိုက်ပြီးမျိုးဆရာတော်ကြီးကတော်တော်ပြောင်းလဲသွားတာပဲတို့များကသူ့ထဝါရောအသက်ရောငယ်နေအောင်ဆိုတော့တို့ရရပဲသွားကြတာပေါ့ ပုပ်ပါရောဆရာတော်ကြီးကအဲ့လိုမျိုးမိကြလိုက်ရင်ထိုင်နေရမှမတ်တက်ထားရလိုက်ပါရဲ့ဆရာတော်ကြီးမတ်တက်ရလိုက်ကြတဲ့ဝိတုဒ္ဒါစာတင်တဲ့ဆရာတော်အပါအဝင်တာဝန်ရှိလူကြီးတွေကလည်းထိုင်နေရနေမတ်တက်ရွှလိုက်ပြီးမြို့ဦးဆရာတော်ကြီးရဲ့ကြောင်ဆောင်ကိုကြွချီသွားပါရဲ့ကိုရောရောလူဆောင်တက်ဆောင်ပါလားဘာအကြောင်းများရှိပါလို့လဲမမတပည့်တော်တို့ရောက်လာတဲ့အကြောင်းကမြို့ထဲမှာကောလာဟလာတွေကြားနေရလို့ပါဆရာတော်ရဲ့အကြောင်းမှာတန်ဃာတွေနဲ့မတင်တော်တဲ့အလုပ်တွေလုပ်နေရလို့ဆိုလို့ပါဗျာလူတွေကတော့ပောက်ခရပြောကြမှာပဲလေ တမကျောင်းရှိမှာသစ်ပုံကြီးလဲတွေ့ပါရဲ့ဖုရား။ဘာများစောက်မလို့ပါလဲဖုရား။မြို့ဆရာတော်ကြီးကဝိသုဒ္ဓဆရာတော်ရဲ့လျှောက်ထားချက်ကြောင့်မျက်စိမျက်နှာပြတ်သွားပါရဲ့။ကျောင်းမနေရဲ့တော်ဝင်မြင့်ကကျောင်းဆောင်ရဆုကသစ်တွေကိုကျောင်းမှာထားပြီးတော့သက်ဆိုင်ရာကိုကြော်လာကကိုကျိုးစီပါရှာနေရပါ။သစ်တွေကိုကြောင်းမှာထားပြီးတော့သစ်ဝဲကျင်တဲ့သူတွေကိုချိန်ဆက်ပြီးကြောင်းမှာလာပြီးတော့တိုက်ခိုင်းပါရယ်။အဲဒီနောက်မြို့ဦးဆရာတော်ကြီးရဲ့လက်မှတ်နဲ့တပ်ဆိုင်ရာဂိတ်တွေကိုကျော်လာကသစ်အရာဝင်လုံနေရပါ။ တာနဲ့အောင်မှမပြီးသေးပါဘူးကြောက်နေထွက်တဲ့အုံမေမယမ်းမေတရက်တွေအပင်အချို့တော့တက်မာပင်တွေကိုပါခုတ်ပြီးတော့အုတ်ထင်းခုတ်ရောက်နေတဲ့အထီကိုမှစီးပွားဖြစ်နေပြီးတော့ခြေကားတစ်စင်းအောင်မှဝယ်ယူထားပြီးဖြစ်ပါတယ်ကြောက်မှဦးစဉ်ကိုရင်နဲ့ကြောင်းသားလေးတွေကိုတက်ကားပေါ်ကိုတည်တည်စေခြင်းအုတ်ထင်းခုတ်ခိုင်းခြင်းတွေကိုပြုလုပ်ခိုင်းပြီးတော့ကြောင်းကိုလည်းအပိုင်စီထားပါတယ်သူတို့သားမိကတနှစ်ကျော်များအချိန်အတွင်းဇက်ကတစီအပါအဝင်စီးပွားဥစ္စာများတိုးပွားလွန်လာပါ रे ။ဒါပေမဲ့ကြောင်းကနေထွက်မသွားကြသေးပါဘူး။ ်အော်ဆရာကလောင်းပဲဆရာတော်ကြီးကအဲ့ဒီဘိတ်ကူနေဝတ်တဲ့တော်ဝင်မြေစကားတွေကိုနားခံနေရပါအဲ့ဒီတော့ကြောင့်မြို့ဦးကြောင့်ကအချင်းတို့အတွင်မှာနာမည်ပြက်ပြီးအလူတန်းလောက်တဲ့သူတွေရှာပါလာတယ်လို့စွန့်ခိုင်းတော့မှလမ်းလို့ချင်းမရှိတော့ပါဘူး။နာမည်ဆိုထွက်နေတဲ့မြို့ဦးကြောင့်ကိုထန်တပင်မြို့မှာရှိတဲ့သာသနာဆိုင်ရာတောင်းဝန်ရှိတဲ့ဆရာတော်ကြီးတွေနဲ့လူပုဂ္ဂိုလ်များလာရောက်ပြီးတော့ဆရာတော်ကြီးကိုတတိပေးရဲ့စကားရှောက်ထားနေခြင်းပါ။ ဲ့လိုမျိုးတာဝန်အရာရှောက်ထားတာကိုပဲမြို့ဆရာတော်ကြီးကမကြည့်ဘူးပဲနဲ့သူရဲ့တိတ်ခါကိုချနေရလို့ထင်မြင်ပြီးရတော့ဆရာတော်ကြီးတွေကိုမကြည့်မပြုဖြစ်နေရပါဝိတုဒါဆရာတော်ကြီးမှာចောင်းရှင်မရှိရဲ့တិပုံကြီးចောင်းမေးလာတဲ့ခါမှာဆရာတော်ကြီးကမျက်စိမျက်နှာပြတ်သွားပါတယ်။အဲ့နောက်ဆရာတော်ကြီးကမျက်နှာပြတ်သွားတာကိုမတိမသားပြန်ထင်လိုက်ပြီးចောင်းမလိုအပ်တာသုံးဖို့ចောင်းဆောက်ရင်လဲဆောက်မှာပေါ့။ဒီចောင်းနဲ့ပဲပြီးတော့နောင်နွယ်ရဲ့လက်မှတ်နဲ့တစ်တွေတည်နေရလို့လဲကြားတယ် ပြီးတော့ဘိတ်ခွန်နေဖို့အမျိုးသမီးတယောက်ကနောင်တော့နာမည်ကိုအသုံးချပြီးတော့ TikTok ကိတ်တွေဖြန့်နေအဲ့ဒါရောနောင်တော့သိလားသိတယ်ငါလောက်ခိုင်းတာငါကြောင်ကောင်းမှုအတွက်လောက်တာပဲဘသူကယူဆရမှာလဲနောင်တော့လူဝဲကြောင်မဟုတ်ဘူးသာသနာဝန်ထမ်းတပါပါအခုလိုမျိုးပြုတ်မှုနေရာတွေကနောင်တော့အတွက်မကောင်းတယ်လို့ကျောင်းနေတန်ကားတွေအတွက်လည်းမကောင်းဘူးတပည့်တော်ပွပွလင်းလင်းပဲပြောပါမယ်ပုပ္ပာယုံဆရာတော်မှာစကားပြောပြတာသူပြီးပြီးမြို့ဦးဆရာတော်ကြီးကိုပွင့်လင်းစွာရှောက်ထားလိုက်ပါရယ်နောင်တော့ဘိတ်ခွန်နေရောင်ရောင်မိမမလွန်ဆန်နိုင်ဖြစ်နေတာဘာကြောင့်လဲဘယ်လိုကိစ္စတွေရှိနေလို့လဲ မင်းကငါ့ကိုဘာထင်နေရလဲနောင်တော့ဝိညာဉ်တွေကိုကိုရော်ရိုထက်လိုက်နာရတဲ့သူပါဘာကြောင့်များအခုလိုမျိုးတွေဖြစ်နေရလဲဘိတ်ကွန်တွေဝတ်တဲ့အမျိုးသမီးကိုကိုရော်ရိုနှင်ထုတ်ပေးရမလားအခုနောင်တော့အတွက်အချိန်ရှိသေးရဲ့နော် ပုပ်ပါရုံဆရာတော်မှာပွင့်လင်းစွာပြောကြားလာရမှာမြေဦးဆရာတော်ကြီးမေးကြောများထောင်လာတဲ့အထိစိတ်တော်တော်သားထလာကဘာအကြောင်းအရာတွေကိုမှမစင်စမ်းမစင်ကြနိုင်တော့ဘဲသဒ္ဒနာဆိုင်ရာဆရာတော်ကြီးနှစ်ပါးနဲ့လူပုဂ္ဂိုလ်တို့ကိုပြောဆိုနှင်ထုတ်ပါတော့ရယ်မြေဦးเจ้าဆိုတာငါ့เจ้าငါ့เจ้าမှာငါကြိုက်တဲ့သူကိုထားတာမင်းတို့နဲ့ဘာမှမဆိုင်ဘူးမင်းတို့ထွက်သွားကြဘတော်မှာငါ့เจ้าရဲ့ကိုမနေနဲ့ဆရာတော်ကြီးရဲ့အဲ့လိုမျိုးဆိုလိုက်တဲ့စကားကြောင့်ဦးစိတ်ကုမာရနဲ့ဦးစင်းနန်နီယာတို့မှပါဇက်အဟောင်းသားနဲ့အံ့ဩနေပါတော့ရယ် ဆရာတော်ကြီးမှာစိတ်မမှန်တဲ့လူတယောက်လိုမျိုးဖြစ်နေပြီးအကျိုးအကြောင်းကိုကောင်းစားဆင်ခြင်နိုင်ခြင်းမရှိတော့ပါဘူး။ဒီလိုမျိုးတော့မကြောက်ဝမနာတာစကားတွေကြောင့်ဝိတုဒ္ဓဆရာတော်နဲ့ပုပ္ပါယောဆရာတော်တို့ကထိုင်နေရနေမတက်ချရလိုက်ပြီးဝိတုဒ္ဓဆရာတော်မှဆရာတော်ကြီးကိုတတိပေးလိုက်ပါရယ်။နောက်တော့အချိန်တလှပေးမယ်။ဒီအတော်တွင်မှအမားမအောင်ဆင်ကျင်ပြီးတော့လှုပ်တက်အောင်လှုပ်ပါ။တလှပြေဟုတ်ဒီမျိုးကတန်ဃာတွေကိုစုဝေးပြီးတော့စည်ရရပါလိမ့်မယ်။အဲ့ဒီအချိန်ခါမှဆိုရင်တော့နောက်တော့ပို့ပြီးတော့နစ်နာပါလိမ့်မယ်။မင်းတို့ကြိုက်တယ်လို့လှုပ် ဒါငါနာမည်နဲ့ငါပိုင်တဲ့ကြောင့်ငါကြိုက်တယ်လို့လုပ်မယ်။ဆရာတော်ကြီးနှစ်ပါးကမြို့ဆရာတော်ကိုနောက်ထပ်ပါစကားမှမစရောပဲကြောင်းလေးအပြုံးထလိုက်ရမှာတာတနာဆိုင်ရာလူကြီးတွေနဲ့ဦးစင်းလေးနှစ်ပါးလည်းနောက်ကနေလိုက်ပါသွားပါရဲ့။သူတို့အားလုံးအပြုံးရောက်ကြနဲ့မြို့ဆရာတော်ကသူ့ရဲ့ကြောင်းတစ်ခါကိုစောင့်ပိတ်လိုက်ပါရဲ့။မကုနဲ့မောင်နှံကြီးကမင်းတို့နှစ်ပါးဖုန်ကြီးစချပေးဘူးရဲ့။မင်းတို့ရဲ့တီလာနဲ့ကိုကျင့်တရားကိုရှုံနေမင်းတို့ဒီကြောင်းမှနေပြီးတော့နေတိုင်းအဘက်တက်ခံနေကြတယ်ပါရာစစ်ကမကြပါပဲရှိမယ် တစ်တယ်လဲမင်းတို့ပဲတစ်ပင်ခုံလဲမင်းတို့ပဲအမြင်မသင့်တော်တော့ဘူးအဲ့ဒါကြောင့်မင်းတို့ဖုန်ကြီးရဲ့ကြောင်မှာပြောင်းနေစေချင်တယ်ကြောင်သားလေးတွေကိုလည်းဖုန်ကြီးအနေနဲ့တင့်တော်တဲ့ကြောင်စီကိုပို့ပေးမယ်ကိုရဲ့နှစ်ပါးကိုလည်းဖုန်ကြီးခေါ်သွားမယ်ဝိတုဒါစာတင်နေဆရာတော်ကြီးကကျောင်းအပြင်ဘက်မှာကြာမီအနီးမှာရှိနေတဲ့ဦးစင်ကူမာရနဲ့ဦးစင်နန်နီရောကိုအဲ့လိုမျိုးမိန်နေခြင်းမှာသူကမှဦးစင်လေးနှစ်ပါးကဆရာတော်ကိုလက်အုပ်ချလိုက်ပြီးဆရာတော်ကြီးရဲ့စေနာကိုတပည့်တော်တို့နားလဲပါရယ်ဖျားကျောင်းသားနှစ်ယောက်နဲ့ကိုရဲ့နှစ်ပါးရောဆရာတော်စီအပ်ပါရယ် တပည့်တော်တို့နှစ်ပါးတော့ကိုလိုရောလို့မဖြစ်သေးဘူးဖေ။ဆရာတော်ကြီးကိုနားချကြမှာသေးတယ်။တပည့်တော်သာမရှိတော့ဘူးဆိုရင်ဟိုမိမကြီးအခွင့်ရပိုးရသွားမှာပါ။သူကတပည့်တော်တို့နှစ်ပါးကိုကြောင်းနေမထွက်ထွက်အောင်လုပ်နေရဖေ။ဆရာတော်နှစ်ပါးကဦးစေးကုမာရရဲ့ရှောက်ထားချက်ကိုနားလဲပြီးဥကကိုညှိကအပြေပေးပါရယ်။အဲ့နော်ဆရာတော်ကြီးကတပြင်းတစ်ချက်ချလိုက်ပြီးဒီတလအတွင်မှာနောက်တော့အမြင်မှန်ရပါစေလို့ပဲဖုန်ကြီးတို့ဆူတောင်းရတော့မှာပဲ။ဒီကြောင်မှာအရင်ဆရာတော်ကြီးရဲ့စာရွက်စာတမ်းတွေသူတပည့်နောင်တော့ပေးခဲ့တာဆိုတော့ကြောင်ပြမှုအထီတော့မလုပ်နိုင်ဘူး ညိုနေလူလူနဲ့ဆွေးနွေးပြီးတော့ဆရာတော်ကြီးကိုကျင်းရတော့မှာပဲဆရာတော်ကြီးကအဲ့လိုပြောပြီးတော့ကျောင်းသားနှစ်ယောက်နဲ့ကိုရင်လေးနှစ်ပါးကိုခေါ်သွားပါရီကျောင်းသားလေးနှစ်ယောက်လိုက်ပါသွားပြီမဲ့လေကိုရင်လေးနှစ်ပါးတို့ကတော့ဦးစင်းလေးတို့မလိုက်ပါကမလိုက်ဘူးလို့ဆိုပြီးတော့မြို့ဦးကျောင်းမှာပဲဆက်နေပါရီဆရာတော်ကြီးတို့ပြန်ကြားသွားတဲ့အခါမှာဦးစင်းကုမာရကတပြင်းရှည်ကြီးကိုချလိုက်ပြီးတို့ကျောင်းကတော့ပြတ်ပါပြီမြို့ကဝိုင်းကျင်တော့သွားပြီး တန်ဃာတော်တွေကတန်ဃာအရှင်နဲ့လုံးဝမသက်ဆိုင်တဲ့တန်ဃာတော်အားလုံးဝမတက်သားတော့တဲ့အခါမှာမြို့နယ်လူလူနဲ့အတူဖဲခြင်းနဲ့အမှုကိုပြုရပါတယ်။အလူအတန်းညာရင်လည်းမပင့်ဆောင်တော့တယ်လို့စွန်ကန်စွန်လူခြင်းလည်းမပြုကြတော့ပါဘူး။ထို့အတူစွန်လောက်လူခြင်းကိုလည်းမြို့နယ်လူလူကမလုပ်ကြတော့ပါဘူး။အဲ့လိုမျိုးပြုလုပ်ခံရတဲ့ကြောင့်မှစွန်အတွက်ကိုရိုင်းချက်ပြုတ်ဖုံးပေးရတဲ့အထိဖြစ်လာတတ်ပါရဲ့အဲ့လိုမျိုးဘသူကမှမလုပ်ချင်မိမဲ့လဲမတက်တာရဲ့အဆုံမှာတော့တန်ခအဖွဲစီအနေနဲ့ပြုလုပ်ကြပါရဲ့ အခုလေမြို့ဆရာတော်ကြီးကမကန်နဲ့ဆုံးဖြတ်ချက်ကိုအချိန်မီမချမှတ်နိုင်မှာကမြို့နယ်လူလူနဲ့တန်ငါးများရဲ့ဖဲချင်းချင်းကိုမလွဲမသွေခံစားရတော့မှာပဲဖြစ်ပါရယ်မြို့ကြောင်ကတော့ပို့ပြီးတော့အချိန်နေဆိုးလာခြင်းပြီးဖြစ်ပါရယ်တလပြေကနေအချိန်ထိဆရာတော်ကြီးကဘိက္ခုနီဝတ်တဲမိမကြီးဒေါ်ဝေမြင့်ကိုနှင်ထုံစင်မပြူတလို့ပို့လို့တော်မှာပါစာပေးထားတာပါအဲ့ဒီရေအတွက်ဦးစင်နှစ်ပါအနဲ့ဦးစင်နန်နီယာမှာစိတ်ဆက်သူပြီးပြီးဆရာတော်ကြီးရဲ့ကြောင်တကားကိုတဒုံဒုံနဲ့ထူပါရယ်ဆရာတော်ဖုရားအခုလို့ဆက်နေလို့မဖြစ်တော့ပါဘူးဖုရား ဆရာတော်ရဲ့တီလာတမာရီတွေဘယ်ရောက်ကုန်တာလဲဖျားဒီနေ့ပုတ်ပါရုံကြောင့်မှတန်ငါဆွေးနွေးပွဲပြုလုပ်ကြတော့မှာပါဖျားတခုခုလောက်ပါအောင်ဦးဇင်းနန်နီယာမှာစိတ်မရှိစွာနဲ့အဲ့လိုပြောလာတဲ့အခါမှာဆရာတော်ကြီးကကြောင်တကမဖွင့်မိပဲလေတန်ခတ်မှမှနဲ့အတွေ့အပဲမိန်ပါရေးငါကြောင်ငါနေရဘသူကယူဆက်အောင်မလဲနင်တို့လည်းမနေချင်းထွက်သွားဆရာတော်ရဲ့စကားကြောင့်ဦးဇင်းနန်နီယာမှာများစွာစိတ်တူဒေါသထွက်နေပါရေးဒါကြောင့်ဆရာတော်အားနိမ့်နိမ့်နန်နာပြန်ပြောမယ်ပြင်စမှာဦးဇင်းကုမာရာရောက်ရှိလာပြီး ဥစဉ်ရှောင်းနေပါနေတော့ဆွေးနွေးပွဲဆတော့မယ်သွားကြအောင်ဆရာတော်ရဲ့လောရက်တရားမဟုတ်တော့ဘူးဥကူရဥစဉ်လည်းသိတယ်ဆရာတော်ကြည်ဟာစိတ်နဲ့လူနဲ့မကတ်တလို့ပဲမကောင်းတဲ့တိုက်ခိုက်တွေများတပည့်တော်တို့အဲ့လိုထင်လို့ကမ္မဝါလဲဖတ်ပြီးပြီလေအချိန်နေဘာများထူလာလို့လဲသူ့ရဲ့စိတ်ရင်းဟောင်ဖြစ်နေရပါ ။ဦးစင်းနှစ်ပါးစကားဆိုနေကြစမှာပဲ။ကြက်ကားတစီယာကြောင်းဝင်းနဲ့ဝင်လာပြီးဘိတ်ကူနေကိုတော်ဝင်မြင်နေ။သူမရဲ့တာဖြစ်သူတို့ကားပေါ်နေစင်လာကတာဖြစ်သူမှာဦးစင်းနှစ်ပါးရဲ့အနီကိုလာပြီးစကားဆိုပါရယ်။ဦးစင်းကိုရင်တွင်နဲ့တစ်ပုံတွေကလေးနှစ်တချောင်းတွင်ရွှေထုတ်ထားအောင်။မိမသာလုပ်ပါလား။ကိုရောပါစကားပြောရလေ။မလုံနိုင်ဘူးလို့ပြောရလေ။ငါကိုရင်တွေကိုနောက်ညဆိုင်မင်းတို့တာမီခိုင်းဖို့မစင်စားနဲ့။ကိုရောတော်တော်ကြိုကြွနေပါလား။ဟဲ့မိပါစကားပြောရလေ။ကြားတဲ့အတိုင်းပဲလေဆရာတော်ပြန်ရှားလိုက်လို့နေစာမရှိပဲဖြစ်သွားမယ်ဂျိုကြွမနေနဲ့ မင်းအောင်ဘာစကားပြောရလဲခွေးမှသာမင်းကိုဆရာတော်ကြောင့်အ short ပေးနေနော်အခုအချိန်နေထီရောက်လာတော့မှဂရုစိုက်စာမလို့တော့ဟဲ့ဟုတ်လားပြောချင်းထိုးမလားဦးဇင်းနန်ဒီယာမှာတော်ဝင်မြင့်ရဲ့သားဖြစ်သူကိုထိုးမဲ့တကယ်ကလုံနေရမှာဥက္ကမာကဆွဲထားလိုက်ရခြင်းမှာတကယ်လို့တော်မင်းအနေထားမှသိရကြတော်ဝင်မြင့်ရဲ့သားကသူ့ရဲ့အမေစီသွားပြီးလေတန်တူတူနဲ့စကားဆိုပါရယ်ဦးဇင်းကူမာရကလည်းဦးဇင်းနန်ဒီယာရဲ့လက်ကိုဆွဲကခက်မြမြန်ပြီးပုပ်ပါယုံကြောင့်ကိုကြွတ်သွားကြပါရယ်ပုပ်ပါယုံကြောင့် အဲ့ဒီဖုံတော်စီကြောင့်ကမြို့အလယ်မှာတည်ရှိပြီးရှေးဟောင်းဖုံကြီးကြောင့်တောင်ဖြစ်ပါရယ်။ကျောင်းထိုင်ဆရာတော်ကြီးကတိလအသိခံနဲ့ပြေဆောင်ကစီကံတင်ချက်ပြီးပွန့်ပွန့်လင်းလင်းစကားဆိုတတ်ပါရယ်။ရှိကူအေးကြောင့်မှာမြို့မိမျိုးဖားများလူကြီးများသာသနာဆိုင်ရာပုဂ္ဂိုလ်တွေနဲ့ဆရာတော်ကြီးများအကြောင်းကြီးပေါ်မှာရောက်ရှိနေကြပါရယ်။ဆရာတော်တန်ခါတော်တွေကထိုင်ကုန်တွေမှာထိုင်နေကြပြီးတော့တကတကမာတွေကဆရာတော်ကြီးများအားအချို့ကြီးဆက်ကပ်ကြပါရယ်။အဲ့ဒီတန်ခါတွေထဲမှာဦးစိန်ကူမာရနဲ့ဦးစိန်နန္ဒီရတို့လည်းပါဝင်ပါရယ်။ ်အခြားတန်ဃာတော်တွေကလည်းဦးစင်းလေးနှစ်ပါးတို့အားစာနာကအားပေးစကားဆိုကြပါရယ်ဦးစင်းတပည့်တော်တို့စာတင်တိုင်းမှာစာဝါလာချပါလားနှစ်ပါးလုံးလာပြီးတော့တည်င်းသုံးလေဦးစင်းတပည့်တော်တို့ကြောင့်လည်းလာပြီးတော့တည်င်းသုံးပါကနေကိုရော်ရီကဦးစင်းလေးနှစ်ပါးကိုအပြိုင်ဆိုင်ပြီးသူတို့ရဲ့ကြောင်းတွေမှာနေဖို့ရာကြွက်ခေါ်ကြပါရယ်ဦးစင်းနှစ်ပါးကတော့စဉ်းစားအောင်မယ်လို့သာပြန်ပြောခဲ့ပါရယ်ညမကြသောအချိန်မှာတဘာပတိတောင်ဝင်ယူထားတဲ့သာသနာဆိုင်ရာပုဂ္ဂိုလ်တယောက်မှဆရာတော်ကြီးတွေကိုရှောက်ထားလာပါရယ်တန်ကတော့အရှင်သူမြတ်တို့ဖျား ဒီနေ့ကျင်းပတဲ့အခမ်းအနားတော့တပည့်တော်တို့မြို့မှာရှိနေတဲ့မြို့ဦးကြောင့်အားမိတို့ဆုံးဖြတ်မယ်ဆိုတဲ့အကြောင်းကိုဆွေးနွေးမှာဖြစ်ပါရယ်ဖျား။ဆွနုပဲမစားခင်မှာနမောတတ၃ချိန်ရွတ်ဖက်ပြီးအစီဝေးပြီကဗုဒ္ဓတာသနစိရံတိတ်တထု၃ချိန်ရွတ်ဆိုပြီးအခမ်းအနားကိုပိတ်သိမ်းပါမယ်ဖျားဒီလိုမျိုးတတနာဆိုင်ရာလူပုဂ္ဂိုလ်ကနေရှောက်ထားပြီးတော့အခမ်းအနားစတင်ပါရီ ဆရာတော်တွေကတန်ခါနဲ့မဆိုင်တဲ့လောရက်တွေကိုလုတ်ကိုင်းနေတယ်။မြို့ဦးကျောင်းဆရာတော်အားအလူအတန်းများမှာပင့်ဆောင်ခြင်းကမပြုဖို့အတွက်ဆုံးဖြတ်လိုက်ပြီးမြို့ဦးကျောင်းဆရာတော်အားတန်ခါတွေနဲ့မြို့နယ်လူထုအနေနဲ့ဝိုင်းဝန်းပြီးတော့ဖယ်ကျန်လိုက်ကြပါရယ်။ဦးနန္ဒီယာမှာစိတ်ပြတ်နေတဲ့ဦးကူမာရာကလည်းစိတ်မကောင်းပါဘူး။သူတို့ရဲ့ပုံမှာကောင်းခဲ့တဲ့မြို့ဦးဆရာတော်အားဘလို့မှဖြောင်းပြပြောဆိုနိုင်ခြင်းမရှိခဲ့ပါဘူး။ပယောကထနာကြောင့်ညအချိန်မတော်တခြားသောကျောင်းမတန်ခါချူပင်ကကမမဖတ်ခဲ့ဘူးပါရယ်။တိုင်မဲ့မထူပါဘူး။ ။ဦးဇင်နပါမှာစိတ်ပြတ်စွာနဲ့ကြောင်းပြလာခြင်းမှာကြောင်းအပြင်မှာနိုင်ငံသားဖြစ်အရက်ပလင်ကိုကင်ဆယ်ထားတယ်။ကိုရင်ရှန်လေးနဲ့ခောက်ဆွဲကြော်တို့ကိုဆွဲလာတယ်။ကိုရင်အော်တာတို့ကိုမြင်ရတဲ့အချိန်မှာစိတ်ဆက်တဲ့ဦးဇင်နန်နီယာမှာကိုရင်လေးတွေရဲ့လက်ထက်မှာအဲ့အရာတွေကိုဆွဲယူလွှတ်ပြလိုက်ပြီးလေတန်ခမမနဲ့ကိုရင်နပါတို့ကိုမိန်လိုက်ပါတယ်။ကိုရင်နေဒါဘာလို့တာလဲ။ဟုတ်ကိုတီဟဝယ်ခိုင်းလိုက်လို့ပါ။တရားဆိုသူမှာတော်ဝင်းမြင့်ရဲ့သားဖြစ်ပါတယ်။ ။ဦးဇေနန်နီယာကသူ့ကိုကြကြလလန်နဲ့မရေတရေစကားဆိုလာတဲ့ကိုရင်လေးနှစ်ပါးကြီးကတနာသွားတယ်လို့ကိုရင်နှစ်ပါးအားအယက်သေးစားဝယ်ယူခိုင်းတဲ့တီဟာကိုဒေါသချက်သားပါရယ်။ဒါကြောင့်တီဟာရှိယာနီယာကိုခက်မြမြသွားလိုက်ပါရယ်။ဦးဇေကူမာရကလည်းအပြေးတစ်ပိုင်းနဲ့ကြွသွားတဲ့ဦးဇေနန်နီယာရဲ့နောက်ကို လိုက်သွားပါရယ်။ဦးဇေနန်နီယာကတမန်ယုံပေါ်မှာထိုင်ပြီးတော့စကားပြောနေတယ်။ကျော်ဝင်းမြင့်တို့တာမီနဲ့တာဖြစ်သူတီဟာကိုတွန်းလှဲလိုက်ကအပေါ်တက်ခွာပြီးလက်တီနဲ့အားရပါရထိုးပါရယ်။ ။တမားရဲ့ဦးဇနန်နီယာကြောင့်တီဟာမှာဘာမှမတတ်နိုင်တော့ဘဲဓမယုံကျမ်းမြန်မှာပလက်လန်ပြီးဦးစင်းရဲ့လက်သေးချက်များကိုသူ့ရဲ့လက်နဲ့ကာနေပါရယ်။သို့ပေမဲ့ဒေါသကြီးတဲ့ဦးစင်းရဲ့လက်သေးချက်တွေကိုမကောက်ွယ်နိုင်ဘဲမျက်နာမှာသိများပါထွက်လာပါရယ်။ကျော်ဝေမြင့်ကဦးဇန်းနန်ဒီယာကိုတုံးဖဲကြည့်ပေမဲ့လေဒေါသငယ်တွေရောက်နေတဲ့ငယ်ရွယ်တဲ့ဦးဇန်းနန်ဒီယာရဲ့စိတ်လိုက်မှန်ပါနဲ့ထိုးနေနေခြင်းကိုမတားဆီးနိုင်ခဲ့ပါဘူး။အတန်ကြာတဲ့အခါမှာဦးဇန်းကူမာရကဦးဇန်းနန်ဒီယာကိုဆယ်လိုက်နိုင်ပြီးအတန်တူတူနဲ့စကားဆိုပါရယ်။တော်လောက်ပြီနန်ဒီယာတို့စားသေးသွားအောင်မယ်။ ဒီလိုတာနာပြက်တရားတိတ်ရမှာလေတော်တော့ကိုရောတော်တော့ဦးစင်ကူမာရာကချက်မပြောလိုက်တဲ့အခါမှာတရားပေါ်မှာခွာထားတာကိုဖယ်ပေးလိုက်ပါရယ်အဲ့နော်ဦးစင်နန်နီယာကမျက်ရည်တွေကြာလာပြီတပည့်တော်လူတယောက်လိုပြုတ်မှုမိပြီတပည့်တော်ဘလို့မှတိမခံနိုင်တော့လို့ပါဖေယားဘာမှမဖြစ်ဘူးဒီကောက်မသေးဘာမှမဖြစ်ဘူးတော်ဝင်မြင့်ကတော့သူ့ရဲ့သားကိုတွဲခေါ်လိုက်ပြီးဦးစင်နန်နီယာကိုလက်ညှိုးထိုးကနေနေတွေ့မယ်အဲ့လိုပြောပြီးတော့ဓမယုံဘောကနေဆင်းသွားပါရယ် များမကြတော့ချိန်မှာတော့အခန်းထဲမှာသာနေတဲ့ဆရာတော်ကြီးကသင်္ကန်းကိုကပိုကယိုရှမ်းပြီးဓမ္မယောဘောကြွာလာကနန်နီယနေငါကြောင့်မဆင်းဆင်းမှာဘာတီလာတိုက်ခါမှမရှိရတဲ့ကြောင့်မှနေခြင်းနဲ့ထင်မနေနဲ့ကောင်းလာမလားကောင်းလာမလားနဲ့မျှော်လင့်နေခဲ့တာအခုတော့သာသနာအတွက်အမဲဆက်တွေကြီးဖြစ်ကုန်ပြီဒီကြောင့်မှနေရာတက်လူထွက်ပြီးမုံဆုပ်လုပ်နေတာမှအကုတုံနေအောင်မယ်ဦးဇင်းနန္ဒီယာကဆရာတော်ကိုဆွဆွရဲရဲစိုက်ကြည့်ပြီးရဲ့နောက်ဓမ္မယုံဘောကနေဆင်းသွားတဲ့အခါမှာဆရာတော်လည်းငေးဝေးတာကြံခဲ့ပါရဲ့ ဲ့ဒါပဲဦးစင်းရေဝတာရေတို့ကြောင့်မှအဲ့လိုမျိုးတွေဖြစ်သွားတယ်ဆရာတော်ကြီးကလည်းစိတ်လွတ်နေတယ်လို့ပါပဲဟိုသားမီးကအခုကြောင်ရှောင်းမှုတော်မှလုံနေရလေတခါလေပွဲစားရီခေါ်လာသေးတယ်ဦးစင်းလည်းစိတ်မထိန်နိုင်တာနဲ့ပေါ့စိန်နဲ့လိုက်တော်မှထွက်ပြေးသွားတာအခုတော့ဒင်းတော့ဦးစင်းကိုကြောက်နေပြီလေဒါပေမဲ့ဆရာတော်ကသူတို့သားမီးမှာသူတို့သားမီးဖြစ်နေတော့ကြောက်မှပဲထားရဲဆိုပါတော့လေဦးစင်းတို့ဘလို့လုပ်ပြီးတော့စွန့်စားကြလဲ အလူရေရလည်းမပင့်စွန်ရလည်းမရဘူးလေ။ဒါပေမဲ့ဦးစင်းတဲ့နေရနဲ့ဦးစင်းပြောကစံတို့စီတို့ပို့ပေးရှာတယ်။အသားငါကတော့ဝီနီကိုချိုးဖောက်ရကြလို့မပို့ပေးဘူး။တို့ဘာသာကြောင်းမြေလုံးမှာပဲစိုက်ပျိုးစားတာပေါ့ကိုရဲ့နှစ်ပါးနဲ့လေ။ဆရာတော်ကိုပြစ်မတော်ရတဲ့ဦးစင်းကူမာရာကိုကြည့်ပြီးဘိုးတော်ပင်နဲ့မမောင်ကျော်တို့အတော်လေးကိုလေးစားကြည်ညိုမိပါရယ်။သူတို့ကမိသည့်ကြောင့်မနေနေနေလို့ရပါပေမဲ့လေဆရာသမားတို့ဒုက္ခဆင်းရဲခံပေးနေဒီမှာတကယ်ကိုချီးကျူးထိုက်ပါရယ်။ အဲ့နော်ဘိုးတော်ပေနဲ့မမောင်ကျော်ကစောက်ကချိန်နီလာပြီးမှကြောင်းဝပြင်းထွက်လိုက်ပြီးစွန်ဟင်းဝင်းရထွက်လာလိုက်ပါရယ်သူတို့ညကမြို့ဦးကျောင်းဆရာတော်အကြောင်းကိုပြောဆိုပြကြပါရယ်ဘိုးတော်လေးတော့ဘလို့တွင်းနေမလဲမသိဘူးကျွန်တော်ကတော့ဒီကိစ္စမျိုးသားဟုလို့ထင်တယ်ဟုတ်တယ်မောင်ကျော်ကျောက်လည်းမျိုးသားဟုပဲထင်တယ်ဒါကတဘာဝလုံးကိစ္စရင်းနဲ့မဆိုင်လောက်ဘူး သူတို့မြောက်ကစကားတပြောပြောနဲ့လမ်းလျှောက်နေပြီးလမ်းဘေးမှာရှိတဲ့ထမင်းဆိုင်လက်ဆိုင်ကိုရောက်တဲ့အခါမှာဟင်းတွေကိုပါစဲမှာယူလိုက်ပါရယ်ဆိုင်မှာလူကြနေတဲ့အတွက်ထမင်းစပွဲအလို့တခုမှထိုင်ဆောင်နေတဲ့အချိန်မှာမမောင်ကျော်ကိုလူရဲတယောက်ကလာရောက်နှုတ်ဆက်ပါရယ်ကိုမမောင်ကျော်မလားဘလို့လို့ပြောသူကိုရောက်များလဲဟာလှသိဟုတ်တယ်အကိုအကိုကလည်းပျောက်သွားလိုက်တာဗျာစားနာတော့ရှာမရအောင်အေးကွာစုံနောက်လောက်ထပ်ပို့ပြီးတော့စိတ်ဝင်စားကြကောင်းတဲ့လုံလုံနေရကွာဒါကငါ့ဆရာဘိုးတော်ပဲတဲ့ ပိုရော့ပေဒီဘက်ကျွန်တော်ရဲ့လက်ထောက်လုပ်ပူတဲ့စုံတော့လှသိင်းနဲ့မောင်မောင်ကျော်ကစုံတော့လှသိင်းနဲ့ပိုရော့ပေကိုမိတ်ဆက်ပေးပါရယ်အဲ့ဒီနောက်မောင်မောင်ကျော်ကလှသိင်းနဲ့ဆက်လက်ပြီးတော့စကားဆိုပါရယ်မစ်တီကိုအလုပ်ကိစ္စနဲ့လာလာဒီဘက်မှာဘိတ်ကုန်နီဆိုမိုးဆိုတဲ့မူရဲ့ရာစာရောက်နေရဲ့ဆိုလို့လာပြီးတော့စုံစမ်းတာနေမျိုးဆိုတော့တော်တော်လှမ်းတာနဲ့အခုမှပဲကျွန်တော်တို့စီကိုသတင်းပေါက်တယ်အဲ့ဒါတော့တာသနာကြီးကသတင်းရတာမျိုးเจ้าမှနေနေတဲ့ဒေါ်ဝင်မြင့်ဆိုတာဘိတ်ကုန်နီရောက်ဆောင်ထားတဲ့မူရဲ့မောင်ကိုဒေါ်ဆိုမိုးပဲ ူနဲ့တူရှိနေရသူ့ယောက်ျားကလေးမျက်နှာနဲ့တိမ်ဟန်နဲ့သူကကပိုင်းလိုက်သူတို့တွေကြောက်အောင်ရှောင်းမှုတွေလုပ်နေတယ်။တင်းလစ်တော့မှာ။ဟမ်။အဲ့ဆိုမင်းတို့ဘလို့စီစဉ်ထားလဲ။သူတို့ကြောင်တဲ့ဝင်နာနဲ့ဖမ်းမှုတွေစီစဉ်ပြီးပြီးတဒနာရေးရာတွေကိုလည်းပူပေါင်းပေးဖို့အတွက်အကြောင်းကြားထားပြီးပါပြီ။အေးငါလည်းမျိုးဦးကြောက်မှာနေရ။အာအဲ့ဆိုပို့အဆင်ပြေအောင်ပေါ့အကိုရ။ကြောင်ကဦးစင်းလေးကိုရံပြဖို့သူတို့ကလူမိုက်လေးယောက်ခေါ်ထားတယ်လို့တရင်အတိအကျရထားတယ်။ကျွန်တော်ကြောင်တဲ့ဝင်မလို့လုပ်နေရ။အကိုရောနောက်တစ်ခါလိုက်ခက်လိုက်မယ်လေ။အေးအေးအဲ့ဆိုသွားကြအောင်။ ဘူရိုဘီရိုကသူတို့မှာထားတဲ့ဟင်းတွေရှာပြီးမို့လို့ဟင်းတို့တွေကိုဇဲကအကြောင်းကိုပြန်လိုက်ကြပါရယ်ဦးဇဲကူမာရာကစိုးနဲ့စိုးရင်နေထည့်ထားတဲ့လက်မန်းကိုကင်ကဆရာတော်ကြီးရဲ့အကြောင်းတစ်ခါတော့မှရှာလိုက်ပြီးဆရာတော်ဖေဟာဆွံ့ရောက်ပါပြီဖေဟာဦးဇဲကူမာရာရဲ့အတန်းဆုံးတာနဲ့တကားဖွင့်လာတဲ့ဆရာတော်ကြီးကမျက်တွင်းများကြာနေပြီးအသက်ရှူတန်လို့မျက်နေကဦးဇဲကူမာရာကိုအမောတကော်နဲ့စကားဆိုပါရယ်တကမာကြီးတို့ပြန်လာကြပြီလားစေးလုံးတိုက်ပါငါ့ကိုစေးလုံးတိုက်ပါမလာသေးပါဘူးဖေဟာလိုင်းလှက်လိုက်ပါမယ်စွန့်စားပါဦး စုံမစားကြဘူးဆေးလုံးပဲတောက်ချင်တာဆရာတော်ကစုံမကန်တွေပုံချကအခန်းတကာကိုပြန်ပိတ်သွားပါတယ်အဲဒါကြောင့်ဦးစင်းလေးကစုံမကန်နဲ့စုံဟင်ကတ်တွေကိုပြန်ကောက်ကစုံစားကြောင်ကိုပြန်လာခဲ့ပါတယ်စုံကြောင်တွေကိုရောက်တော့ဘိုးတော်ပေးနဲ့မမောင်ကျော်ပြင်စုံနောင်းလာတဲ့တို့ကကိုရင်လေးနှစ်ပါးကိုစွကပ်ပါတယ်ဟင်းမျိုးစုံရဲ့ဖုံပေးနေရတာကြောင့်ပျော်ရွှင်နေတဲ့ကိုရင်လေးနှစ်ပါးကြီးကဦးစိတ်ကုမာရနဲ့ဦးစိတ်ရေဝတာတို့နှစ်ပါးကစုံမဆနိုင်သေးပဲသဘောကျစွာပြုံးနေပါရဲ့ တို့စမှာပဲကြောင်းရှင်မှာကားဆက်ရက်တန်းနဲ့အတူလူတချို့ရဲ့စကားတန်းတို့ကြားလိုက်ရပါတယ်။ကုမာရာဆိုတဲ့ဦးစင်ကိုရိုက်ကြကွာဒီချိန်စွန်းကြောင်းထဲမှာပဲရှိနေမှာ။အတန်ကြားပြရနဲ့တိတ်မကြခင်မှာပဲဘလာကောင်းကောင်းမျက်နှာကြမ်းကြမ်းလူနှစ်ယောက်တို့နဲ့အတူသူတို့ရဲ့နောက်မှာဘိတ်ကွနေဝတ်တော်ဝင်မြတ်တစ်ဖြစ်လဲမူရဲ့မခုဆူမှုနဲ့အတူသူ့ရဲ့သားလိုလိန်ညားထားတဲ့တီဟာခေါ်တိတ်ဟန်တို့ပါပါလာပါတယ်။သူတို့ညကဦးစင်နှစ်ပါးကိုလက်ညှိုးထိုးကအဲ့ဖုန်ကြီးနှစ်ပါးကိုရိုက်ကြ။ ဖျားမသိတရားမသိတန်ငါမသိရဲ့လူမိုက်တွေကဦးစင်းနှပါကိုရှိုင်းနေမဲ့ဟန်နဲ့ရှေ့ကိုတူလာကြပါရယ်တတိရှိရဲ့ဦးစင်းနှပါလည်းပြန်လဲတိုက်ခိုက်ရင်အသင်ပြင်းနေတဲ့အချိန်မှာပဲဘိုးတော်ပေမမောင်ကျော်နဲ့စောင်းနောက်လာတဲ့တို့ကနှင်းနှင်းမြန်မြန်ဝင်ရောက်တိုက်ခိုက်လိုက်ရမှာလူမိုက်လျောက်တို့ကစွန်းစားကြောင်းလေးပေါ်မှာအလဲလဲပြူပြူဖြစ်သွားကြပါရယ်ကုက္ကပညာကိုကောင်းစားတက်မြောက်ထားတဲ့သူတို့တို့ယောက်ကိုလူမိုက်လျောက်တို့အနေနဲ့ဘယ်လိုမှမရှင်းသားပါဘူး လူမိုက်များလဲသွားတဲ့အခါမှာဒေါ်စုံမှုနဲ့တိန်ဟန်တို့ကအချိန်နဲ့မကောင်းတော့မှန်းသိတာကြောင့်သူတို့ရဲ့ဇကာစီကိုပြည့်တဲ့အချိန်မှာကျောင်းဝင်းတွေကိုနောက်ထပ်ဇကာများထိုးဆိုင်လာပြီးရဲ့နောက်တပ်ဆိုင်ရာမှာလူယုံမှလင်မယားအားဖမ်းဆီးလိုက်ပါရယ်မြို့ဆရာတော်ကရက်ဆက်တဲ့ရာဇဝတ်သားတွေရဲ့လက်တွင်ကိုကြောက်ရောက်သွားတဲ့အတွက်အခုချိန်မှာတော့တနာစရာအလွန်ကောင်းလာပါရယ်အကြောင်းဆုံးဖြစ်အဖမ်းခံရပြီဖြစ်တဲ့ဘိတ်ကုနေဝမူရတော်စုံမှုနဲ့သူမရဲ့ယောက်ျားဖြစ်သူခလေးမျက်နာနဲ့ကပိုက်သိဟန်တို့ထံမှထန်းတုံးမြို့မှာရှိတဲ့ဆရာတော်ကြီးနိုင်ရှိမှဖြောင်းကျပေးလာပါရီ သူတို့ရဲ့ပြောကြားချက်အရတရားခဏ်ယောက်ကမြို့ကြီးတွေမှာအနေမချောင်တာကြောင့်နေမျိုးလေးကိုတားကောင်ရှာထွက်လာပါရယ်။အဲ့နော်ဩစာတက္ကမကြီးမာရယ်ဆရာတော်ကြီးရဲ့ကျောင်းမှာဒုက္ခသည်ဟန်ဆောင်ကကျောင်းမှာနေခွင့်ရအောင်လုပ်ပြီးဆရာတော်ကြီးကိုမူရစီတွေကိုကြွေကဘိက္ခုနီရောင်ဆောင်တဲ့ဆုံမှုကဆရာတော်ကြီးဆေးမှုနေတဲ့အချိန်မှာဝင်းလစ်စလစ်ပုံများရယူထားကဆရာတော်ကြီးအားသူတို့လိုအပ်သလိုခိုင်းစေပါရယ်။အဲ့နော်တရားခဏ်ယောက်ကဆရာတော်ကြီးအားမူရစီများနေ့စဉ်တိုက်ကြွေပါရယ်။ ဆရာတော်ကြီးတက်တည်မဲ့ဂျန်တဲ့အခါမှာကျောင်းမရှိရဲ့တန်ဃာတော်တွေနဲ့ကိုရင်ကျောင်းသားတွေကိုစေကျွတ်တက်ပြမယ်လို့ချိန်ချောင်းထားတာကြောင့်ဆရာတော်ကြီးမှတတ်မသေးခြင်းမှာတဖြည်းဖြည်းနဲ့ဆရာတော်ကြီးမှမူရစီဆွဲလာပြီးတော့မူရစီရဖို့အရေးမြည်တည်တောင်းဆိုချက်ကိုမစိုးလက်ရောပေးလာပါတယ်အဲ့စကားကြားရခါမှာဦးစင်ကူမာရနဲ့ဦးစင်ရီဝတ္တမတရားခဏရောက်တတ်မဲ့ပြင်နေရကြမနေထိန်ထားလည်ရပါရယ်အဲ့နာဝိတုဒါဆရာတော်နဲ့ပုပ်ပါယုံဆရာတော်တို့ကတတ်ဆိုင်ရာတွေနဲ့ဆွေးနွေးကဆရာတော်ကြီးကိုမူရစီဖြတ်ဖို့အတွက်မြို့ကြီးများသာရှိတဲ့စေယုံကိုပို့ဆောင်လိုက်ကြပါရယ် ထန်းတုံမင်မျိုးလေးမှရှိတဲ့မြို့ဦးကြောင့်မှအလူတန်းလုပ်တဲ့သူတွေချက်ချင်းပြန်ပေါ်လာပြီးဖြစ်ပါရယ်။အဲ့ဒီအတွက်ကိုရင်လေးနှစ်ပါးမှများစွာဝမ်းမြောက်နေကြပါရယ်။အကြောင်းမှာထင်းတဲ့ကြမလို့တော့တလို့ထမင်းချက်ပြီးတော့လည်းမစားရတာကြောင့်ဖြစ်ပါရယ်။ဘူရိုပေနဲ့မမကျော်ရူကလည်းចောင်းရနေမပြန်သေးပဲနဲ့ចောင်းអ៊ុរတိုင်းများចောင်းမုံဦးរីကိုထုံတော့ရမှာលោកអាចារ្យណាပြုပေးကြပါរីឧកុមារាកសាទិនដៃကိုទွားរីឧសិនပြုတ်ကိုပြန်ပြီးတော့ပင်ထားတယ်လို့ឧសិនណនីយ៉ាကိုလည်းပြန်ပြီးပင်ထားပါរីအဲ့ဒီအတွက်ចောင်းမှာតੰងា4ပါရှိပါរី အလုံးမှာမြို့ဦးကျောင်းမှာတန်ရောစင်ရှိကြတဲ့သူတွေဖြစ်တဲ့ပြင်စတာတပ်ပေတက်တွေဖြစ်တာကြောင့်တာသနာအတွက်အားကိုးအားထားရတန်ဃာတော်တွေလည်းဖြစ်ကြပါရယ်သူတို့ကဘိုးတော်ပေနဲ့မမောင်ကျော်ကိုခင်မင်းတဲ့သူတွေဖြစ်တာကြောင့်ဘိုးတော်ပေတို့ကြားအနေထွက်သွားမယ်ပြောရိုက်တားထားတာကြောင့်ရက်အတော်တန်ကြာနေပြီဖြစ်ပါရယ်။တနေ့တော့အခါမှာတော့ဝိတုဒ္ဒါဆရာတော်ကြီးရောက်လာပြီးဘိုးတော်ပေကိုအကူအညီတစ်ခုတောင်းလာပါရယ်။တကားလေးဖုန်ကြီးတစ်ခုလောက်တော့အကူအညီတောင်းခြင်းနဲ့မိန်တော်မူပါဗျာ။ ဖုန်ကြီးရဲ့ဇာတိရွာမှာပြဿနာတစ်ခုနဲ့ကြုံနေတယ်။အဲ့ဒါလောကီရေရာပြဿနာမို့တခါတော့ဖြည့်ရှင်းပေးစေချင်ပါ रे ။ကျမဖေကတပည့်တော်တို့လိုက်နာပါမယ်။အဲ့ဒါဆိုရင်ဖြင့်မနက်ဖြန်ဖုန်ကြီးချစ်ကလှုပ်လိုက်ပါမယ်။မနက်ဖြန်မှာပဲဖုန်ကြီးအသေးစိတ်ပြောပြမယ်။အခုတော့ဖုန်ကြီးတရားဟောစေနေနေမှုလို့ပြန်ကြွလိုက်ပါအောင်မယ်။ဒီလိုနဲ့ဆရာတော်ကြီးကမျိုးကြအနေပြန်ကြွသွားပါ रे ။အဲ့နောက်ဘိုးတော်ပင်နဲ့မမောင်ကျော်တို့ကလည်းမနက်ဖြန်ထွက်မဲ့ခီးစဉ်အတွက်ပြင်ဆင်လိုက်ကြပါ रे ။ဟုတ်ကဲ့ပါရှင်။ ဒီနေ့တင်ဆက်ပေးသွားတဲ့အပိုင်းလေးကိုနားဆင်ရတာပရိသတ်တို့အနေနဲ့သဘောကျနှစ်သက်လိမ့်မယ်လို့မျှော်လင့်မိပါတယ်။နောက်ရက်တွေမှာလည်းကြန့်ရှိနေသေးတဲ့အပိုင်းစက်လေးတွေကိုစဉ်စားမပြတ်တင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ကျမတို့ရဲ့ channel လေးကိုစောင့်မျှော်နားဆင်မှုလည်းမမေ့ကြပါနဲ့ဦးနော်။နားဆင်ရပေးခဲ့ကြတဲ့ပရိသတ်ဦးတျောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတူပဲတင်ရှိပါရရှင်။